င်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်နိုင်ငံတော်ရဲ့အတိုင်းအမခံပုတ်ကိုဒေါက်ဆန်းစုကြည်ကိုဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကိုစစ်ကောင်စီကအထက်မှန်ပြောင်းရွှေ့ထားတယ်လို့နေပြည်တော်အချုပ်ထောင်နယ်နေဆက်သူတယောက်ကပြောပါရတယ်ဒီသတင်းကိုသုတချမ်းသာပေးပို့ထားတာပါရှင်ဆရာနာစာသိနေ2021 February တရနေ့ကစပြီးစစ်ကောင်စီကနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုနေပြည်တော်ကလေးဝက်နေရာတစ်ခုမှာထိန်းသိမ်းခဲ့ပြီးရုံးထုတ်စစ်ဆေးခဲ့တာပါ။ 2022ဇွန်လမှာဒေါ်ဆန်းစုကြည်ကိုနေပြီးတော့အချုပ်ထောင်မှာပြောင်းရွှေ့ထိန်းသိမ်းထားကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပြီး2024ဧပြီလမှာနေပြီးတော့အချုပ်ထောင်ကနေနေပြီးတော့ကောင်စီနိုင်ငံတွင်းဝင်ကြီးအစင်းနေတခုကိုပြောင်းရွှေ့ထိန်းသိမ်းခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။လက်တလုံးမှာတော့နေပြီးတော့ကောင်စီတွင်းဝင်ကြီးအစင်းနေကနေနောက်ထပ်နေရာတစ်ခုပြောင်းရွှေ့ထားကြောင်းသတင်းတွေထပ်ပြီးထွက်ပေါ်ခဲ့တာပါ။မရသေးဘူးကျွန်တော်လည်းတော့ကြားရလို့ပါ။ဒီမှာတူပြရပြီပါ။ မ်ရေကြောင်းသွားလို့အတိအကျမပြီးတော့ဆက်ကြောင်းနေတယ်။အစ်မင်းကြားလာအဲ့ဒီသူကိထားတဲ့နေရာမှာတော့ရှိဘူးဆိုတာပဲဒီခရင်နေပြီးတော့ကောင်းပြီးပဲကြောင်းတယ်လို့သိတာလေ။အင်းရနေဆက်ကြောင်းသွားတာနိုင်ငံရေးဆိုင်နဲ့ဆိုင်တော့ဘလို့ဘလို့တွေးထားရတော့ဘုံမပေါဘူး။လက်ရှိလူအနာ ရဆိုတော့အဲ့ဒီငွေနဲ့ကျမ်းပိုင်တဲ့ခံပိုင်တော့သုံးရလို့ရှိတော့ဘူးသူကဥပဒေနဲ့နေတာများတယ်တရားတရားနဲ့နေတော့ကျမ်းပိုင်ရရသာတောင်းနဲ့ပဝင်းခြင်းကျောင်းမှတွေ့လို့ကျန်တာဘာမှဖြစ်နေပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကအမျိုးသားဂျီမိုကရေစီဖွဲ့ချုပ် NLD ဗဟိုလုံမှုဆောင်တွေဖြစ်တဲ့ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့တောင်ဆန်းစုကြည်ကိုတွေ့ဆုံဝင်ရခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့သတင်းအမှားသာဖြစ်တယ်လို့ပါတီဘက်ကတုံ့ပြန်ထားပါတယ် မြန်မာဒီမိုကရေစီရဲ့အိုင်ကွန်ဖြစ်တဲ့ဒေါ်စန်းစုကြည်ကိုသူတို့အသေးကြောက်ကြတယ်ဗျဒါကြောင့်ဒေါ်စန်းစုကြည်အပေါ်မှာပြည်သူလူထုကဒီနေ့ထိယုံကြည်အားကိုးချစ်ခင်နေကြတော့ပဲဆိုတာကိုဒီစစ်အုပ်စုတွေကသိတယ်ဒေါ်စန်းစုကြည်နောက်မှာပြည်သူလူတရက်လုံးရပ်တည်နေကြတာရှိပါတယ်ဒါကြောင့်မလို့ဒေါ်စန်းစုကြည်နဲ့ပြည်သူလူဝေးနေအောင်မတရားတွေအမှုတွေဆင်ပြီးတော့ဖမ်းတိထားတာဖြစ်ပါတယ် ဒီစစ်အုပ်စုကသူတို့မရှူနိုင်မကယ်နိုင်အကြက်ဆိုင်လာရင်ထွက်ပေါက်ဖြစ်အပေးယူလုပ်ဖို့အသုံးချဖို့တရားခံလုပ်ထားတာလို့လည်းမြင်ပါတယ်ဒီချိန်မှာသူတို့မျက်ွယ်ပြူထားနိုင်ပေမဲ့ဒါမျိုးကိုတော့သူတို့အကြိုက်ထိန်းထားနိုင်မလို့မမြင်ပါဘူးခင်ဗျတောင်ဆန်းစုကြည်ကိုစစ်ကောင်စီတရားရုံးကပုံမှန်၁၄ခုအတွက်ထောင်နဲ့၂၈နှစ်ချမှတ်ထားတာပါ ရွေးကောက်ပွဲတရားမဲ့ပြုကျင်းတာကြောင့်အာနာဒိညာလိုအကြောင်းပြချက်ပေးခဲ့ပေမဲ့စစ်ကောင်စီကဒေါံဆတ်စုကြည်ကိုလက်တွေ့တရားစွဲဆိုရုံးတင်ရမှာတော့ရွေးကောက်ပွဲတရားမဲ့ပြုကျင်းတာနဲ့ပတ်သက်တဲ့ပုံမှန်တစ်ခုသာပါဝင်ခဲ့ပါတယ်။ဒေါံဆတ်စုကြည်ဟာ2022ဒီဇင်ဘာလမှာရှင်းလင်းပွဲနဲ့နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီးအဲ့ဒီနောက်ပိုင်းအခြေအနေတွေကိုစစ်ကောင်စီကတည်အမှောင်ချထားခဲ့တာပါ။ဘယ်နေရာရောက်နေမှလည်းမသိဘူး။ဘယ်လိုအခက်အခဲကြတဲ့စင်ကုန်မှုတွေနဲ့ရင်ဆိုင်နေရမှလည်းမသိဘူးပေါ့နော်။ဒေါံဆတ်စုကြည်ရဲ့ကျမ်းမာရေးကတိုင်းပြည်ရဲ့ကျမ်းမာရေးပဲလေ။ဒေါံဆတ်စုကြည်ရဲ့အခြေအနေကတိုင်းပြည်ရဲ့အခြေအနေပေါ့။နိုင်ငံတကာက စစ်ရာဇဝတ်ကောင်မဲအောင်လိုင်ကိုတောက်လျှောက်ဖိအားပေးနေတဲ့အချိန်မှာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ hot ဖြစ်နေတဲ့ဖိအားတွေကိုထုံဖိနေတဲ့အခါကျတော့ဒီလိုပုံစံမျိုးသတင်းတွေထုတ်နေသလားပေါ့ဗျာအဲစစ်ကော်မရှင်အနေနဲ့ကသူတို့ကဖားထားတဲ့လူလေဖားတာလည်းမင်းတို့ပဲတရားရုံးတင်တာလည်းမင်းတို့ပဲထောင်ချတာလည်းသူတို့ပဲအဲ့ဒီအတွက်ကြောင့်မလို့တကယ်တကယ်တာဝန်အရှိဆုံးကတော့စစ်ကော်မရှင်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်စစ်ကော်မရှင်အနေနဲ့ဒီကိစ္စကိုပြန်ဆုံးပေါ့တရင်ထုတ်ပြန်ပြဖို့လိုတယ် စစ်အစိုးရအဆက်ဆက်မှာဒေါန်ဆန်းစုကြည်ဟာအခုဒီချိန်နဲ့ဆိုရင်၄ချိန်မြောက်အဖမ်းခံခဲ့ရတာဖြစ်ပြီးလက်ရှိအချိန်ထိနေအကျဉ်းချုပ်အပါဝင်အချင်းဆောင်ထဲမှာနေရတဲ့အချိန်ဟာစုစုပေါင်း၁၉နှစ်အထိရှိနေပြီလို့ဗြိတိန်ခြေဆိုင်လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ဘာမာကမ်ပိန်း UK က January 14ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒေါန်ဆန်းစုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးဖို့နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကအချိန်ချင်းတောင်းဆိုခဲ့ပေမဲ့စစ်ကောင်စီကလစ်လျူရှုထားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါ။ အေရရီတိုင်းဟင်းဒရာမြို့စကားရက်ကွက်မှာမောင်နှမနှစ်ယောက်စကားများရန်ပစ်တဲ့တဲကမောင်ဖြစ်သူကိုအောက်ထော်ရီမိုးကအော်တိုဘားလ9ရက်နေ့ကခေါ်ယူဖမ်းဆီးသွားပြီးစစ်မှုထမ်းဖို့အတွက်ရောင်းစားလိုက်တယ်လို့ဒေသခံတွေစီကသိရပါဗျ။စကားရက်ကွက်အောက်ထော်ရီမိုးကိုဝင်းနိုင်နဲ့ယာယီမိုးကိုအေးနိုင်တို့ကမောင်နှမချင်းရန်ပစ်စကားများလို့ဆိုပြီးဖမ်းဆီးသွားတဲ့မောင်ထိန်လင်းကိုတာရဲကွင်းစစ်မှုထမ်းစုဆောင်ရေးကိုရောင်းစားလိုက်တာလို့သိရပါဗျ။ အဲ့ဒီအုပ်ချုပ်ရေးမှူးနဲ့ရရင်မဟာရက်ွက်တွေကလူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်ဖမ်းဆီးပို့ဆောင်တာတွေမကြာခဏလုံးဆောင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။လူငယ်တယောက်ကို300နဲ့စစ်မှုတန်းအဖြစ်ရောင်းစားနေတာဖြစ်ပြီးပြီးခဲ့တဲ့လကလည်းလူငယ်2ယောက်ကိုရောင်းစားခဲ့သေးတယ်လို့စကားရက်ွက်မှာနေထိုင်သူတို့ကပြောပါတယ်။ဟင်းသရမြို့မှာမြို့ပေါ်ရက်ွက်24ရက်ွက်နဲ့ကြေးရွာအုပ်စု124အုပ်စုရှိပြီးရက်ွက်နဲ့ကြေးရွာအုပ်စုတွေကတလကိုစစ်မှုတန်းတယောက်စီပေးရမယ်ဆိုပြီးလူငယ်တွေကိုဖမ်းဆီးရောင်းစားနေတယ်လို့သိရပါတယ်ရှင်။ အာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအကြောင်းဝါဒဖြန့်ရိုက်ကူးထားတဲ့ခေတ္တမိုင်းကိုဒုံးဆိုင်မဲ့သူများဇလန်းတုံနဲ့ဇလန်းမှာပါဝင်ကြတဲ့တရုတ်ဆောင်တွေကိုလူမှုရေးပြစ်ဒဏ်ပြုလုပ်တာနဲ့တပိတ်မောက်တာပြင်းထန်ထိရောက်သွားတဲ့အတွက်စစ်ကော်မရှင်ရဲ့ပြန်ကြားရေးဝန်ကြီးဌာနကအမှုပညာရှင်အားလုံးကိုမလာမနေရဆိုပြီးဒီကနေ့အောက်တိုဘာလ30ရက်နေ့နေ့လယ်မှာရေးပေါ်အစည်းအဝေးခေါ်ထားတယ်လို့အမှုပညာအတိုင်းဝိုင်းနဲ့နေဆက်သူသတင်းမြစ်တွေစီကသိရပါဗျ။အဲ့ဒီစီဝေးကိုရန်ကုန်ကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာပြုလုပ်မှာဖြစ်ပြီး စစ်တပ်ပြန်ကြားရေးဝန်ကြီးတက်ရောက်မယ်လို့သိရပါဗျ။အဲ့ဒီအစည်းအဝေးမှာဆွေးနွေးတာတွေကို DV အနေနဲ့စုံစမ်းနေသေးပဲဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတွက်ဝါဒဖြန့်တဲ့ခေတ္တမိုင်းကိုတုံးဆိုင်မဲ့သူများဇလန်တုံနဲ့ဇလန်မှာနေတုံ၊မြင့်မြတ်၊နေဝင်း၊အေတက်မောင်၊မေမြင့်မုံနဲ့ချူလေးတို့အပါအဝင် အောင်ခိုင်၊ငပြောကျော်စတဲ့ဇက်ပုတ်ဆက်ရံတွေပါဝင်တရုပ်ဆောင်ထားကြတာပါ။ ဒီဇလန်ကိုဝေဖန်ခဲ့လို့ဆိုပြီးဒရိုက်တာမိုက်တီဇက်ပိုတယုတ်ဆောင်ကြော်ဝင်းထွန်းနဲ့ဟာတာတယုတ်ဆောင်အုံတိုင်းတို့ကိုလည်းစစ်တပ်ကဖမ်းဆီးခဲ့ပြီးရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့အရေးယူမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်အာဆီယံအထူးကိုယ်စားလှယ်တွေကိုရာဇဝတ်ပြစ်ဒဏ်ကြားခံနေရသူတွေနဲ့တွေ့ခွင့်မပေးနိုင်ဘူးလို့အာနာတိန်စစ်ကောင်မရှင်ကတုံ့ပြန်ပြောဆိုလိုက်ပါတယ်။ အာဆီယံပုံသဘောတူညီချက်၅ရက်နဲ့ပတ်သက်ပြီးတုံ့ပြန်ပြောဆိုတာမှာစစ်ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကအခုလိုထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။ဒါ့အပြင်အာဆီယံဖွဲ့ဝင်နိုင်ငံများအနေနဲ့တနင်္ဂနွေရဲ့ပြည်တွင်းရေးကိုတနင်္ဂနွေကမဆွတ်ဖတ်တဲ့အခြေခံမူကိုလိုက်နာတဲ့နယ်လို့လည်းဆိုပါတယ်။ စစ်ကောင်မရှင်ပြောရေးဆိုခွင့်ရှိသူကဘသူဘဝလို့ထည့်သွင်းပြောဆိုမထားပေမဲ့ဒါဟာလူမှုခေါင်းဆောင်တော်ဆန်းစုကြည်ကိုရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်၂၀20ရွေးကောက်ပွဲအပြီးမှာမဲမတမာမှုတွေရှိတယ်ဆိုပြီးလူမှုအမဲနဲ့ရွေးကောက်တင်မြောက်ထားတဲ့ NLD အစိုးရစီကနေစစ်တပ်ကအာဏာသိမ်းခဲ့တာဖြစ်ပြီးနိုင်ငံတော်အတိုင်းပင်ခံပို့ကိုတောင်းဆန်းစုကြည်ကိုလည်းပုံမှန်14ခုအတွက်ထောင်ဒဏ်28နှစ်ချမှတ်ထားတာဖြစ်ပါတယ်။ အာဆီယံအနေနဲ့စစ်ကော်မရှင်ကို အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ကတည်းကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့ပြက်ကွက်မှုနဲ့အာဆီယံထိပ်သီးအစည်းအဝေးတွေကိုတက်ရောက်ခွင့်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်ရှင်။ American သမ္မတ Donald Trump က American ဥပဒေအရသူ့ကိုတတိယသက်တမ်းအတွက်ဝင်ရောက်ရှင်းပြခွင့်မပြုဘူးလို့အော်တိုဝါလာ29ရက်နေ့မှာပြောလိုက်ပါတယ်။ ဒါဟာထရန့်ကသမရသက်တမ်းဆိုင်ရာတရားဝင်ကန့်သက်ချက်တွေကိုစိန်ခေါ်ဖို့အီရွယ်မထားဘူးဆိုတာကိုညွှန်ပြနေတာပါဒီလိုမျိုးကန့်သက်ထားတာဟာအယမ်းဆိုးတယ်လို့ထရန့်ကတောင်ကိုရီးယားကိုသွားရင်သတင်းထောက်တွေကိုပြောခဲ့ပါတယ်သမရဒေါ်နယ်ထရန့်ကိုအင်ဖြူတော်မှာတတိယသက်တမ်းအတွက်ခွင့်ပြုဖို့အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့နီလန်မရှိဘူးလို့အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌမိုက်ဂျွန်ဆန်ကသတင်းထောက်တွေကိုအော်တိုဝါလာ28ရက်နေ့မှာပြောခဲ့ပါတယ်အခြေခံဥပဒေကိုပြင်ဆင်ဖို့အချိန်အရန်ကြာမယ်လို့လည်းသူကဆက်ပြောခဲ့ပါတယ်ရှင် ။ TVU မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။